အာမင်္ဂလာပါကျွန်တော် Lazy Puppy Channel ကနေပြန်ပြီးကြိုဆိုပါတယ်ကျွန်တော်ဒီနေ့တော့အာအားရနေပေါ့နော်ကျွန်တော်အခုပဲရောက်နေလဲဆိုတော့အာချင်းမိုင်း Dry Scat မှာရှိတဲ့အာကျွန်တော်မဲကောင် Dam ကိုလာတာပါမဲကောင် Dam မှာရေလာကူးတာပါရေလာဆော့တာပါကျွန်တော်အဲ့လိုမျိုးရေရှိရနေရာကိုသွားလာတာအရန်သဘောကျတဲ့လူတစ်ယောက်ပါအဲ့တော့ အာဒီလိုနေရာမြင်ရရင်ကျွန်တော်အရင်စိတ်ချမ်းသာပါဘောနော်တခုချက်ကျွန်တော်ကဒီဒိုင်စကက်ဘောကိုကျွန်တော်အိမ်ပြောင်းအောင်ကျွန်တော်စဉ်းစားနေပါဘောနော်စဉ်းစားနေပါအဲအခုကကျွန်တော်ရောက်နေတဲ့ဒီမဲကောင်ဒမ်အပေါ်ကိုကျွန်တော်ရိုက်ပြပြပါမယ်အခုတစ်ချက်တော့လိုက်ကြည့်ပြပါအောင်ခင်ဗျာခုအခုမြင်နေရတာဆိုလို့ရှိရင်ဒါကြီးကဒါမဲကောင်ဒမ်ဘောနော်ကြည့်ပါမယ်ကျွန်တော်ဒီခန္ဓာခန္ဓာဘောနော်ကျွန်တော်ရောက်ဘူးပါလေ အာခန်းလိုက်ရောက်ဖူးတယ်ဒါမဲ့ဒီအပေါ်ကိုကျွန်တော်လာပြဖို့ပေါ့နော်ဟာဒီနားကတော့ကျွန်တော်အကြိုက်ပေါ့ဗျာဘာလဲဆိုတော့အရန်စိမ့်ဆိုပြီးတော့အဲ့လိုမျိုးအဲ့ဟိုးဘက်ကအဲ့မှာတရားပြူပေါ့နော်အဲ့ဒါကျွန်တော်ပြပြမယ်ဟိုးဘက်မှာတရားပြူရှိရပေါ့အဲ့ညာလေးတော့မှာပါ ီဟိုဘက်မှာနည်းနည်းပါးပါးအဲ့အဲ့ဒီဟိုဘက်နာမှာလည်းရေဆော့လို့ရပါတယ်အဒီဘက်ကနေပြန်ကြည့်မယ်ဆိုဒီဘက်အနေထားမှာရှိရပါတော့တောင်တန်းတောင်တန်းဘညာတရကာလုံးဝရှေ့မှာတောင်တွေကိုရှက်ရမ်းရမိုက်တယ်စိတ်ချမ်းသာပဲ။ ကျွန်တော်အဲ့ဒီတရားကိုကြောင်းတောင်းပါပါပြီးပါနော်မိုးရင်းအရင်မိုက်တယ်ပါပုံမှန်အမြင်ဒီနာအမြဲတမ်းစိမ့်ဆိုပဲပေါ့နော်ဘာလို့လဲဆဲဆောက်တာကျွန်တော်လည်းတူဟိုဘက်ကော ဆက်သွားပါမယ်။လိုက်ခဲ့ပြီပေါ့ခင်ဗျာ။အာအခုကျွန်တော်ခုနပြရတယ်ဗောနော်။အဲ့တရားနာကိုသွားမှာပါ။အရန်ကို fresh ဖြစ်တယ်ဗောနော်။လေးတွေရတယ်။ဆောင်းရမိုက်ပဲ။အာအခုပါနေပါကြီးကျွန်တော်မမောင်းခိုင်းပါဘူး။ကျွန်တော်ပေါ်တာကိုတူမောင်းခိုင်းတာပါတယ်။ဒီရမိုက်တွေက ကျွန်တော်အဲ့လိုသဘာဝနဲ့ပတ်သက်တာပဲကျွန်တော်အရင်သဘောကျတာပေါ့နော်ကြောင်တွေ့ပါမယ်ဟိုဘက်မှာဒါကဘာညာကားနဲ့ဖြတ်တဲ့မြင်ကွင်းပေါ့ဗျာအဲ့တောင်တွေရှက်ရှက်နေရကြအရင်သဘောကျတော်တောင်ရေးပြီးသဘာဝစိမ့်ဆိုလောင်းပါ ကိုကအာအခုကကျွန်တော်တရာကိုရောက်ပြီဒါအောက်ဖောက်ခဏစဉ်းကြည့်အောင်နော်ဒီမှာလှေးလဲစီးလို့ရတယ်ဗျာအာတရာအောက်ဖောက်ကိုကျွန်တော်ခဏလာတာပါပြီးရင်တော့ဒီတရာပေါ်တက်မှာပါတရာအောက်ဖက်က ိုက်တယ်ဗျာဒါဆိုလို့ရှင်ဒီမှာလေးစီးလို့ရတယ်ဗောနော်လေးစီးလို့ရတယ်နေရာလေးတွဲပါညာချိန်တွဲပါဗျာခုနကကျွန်တော်တို့ကအဲ့မှာ အာရမ်းမိုက်တယ်ကြောက်ခုနောက်ပိုင်း vlog ကိုတိတ်ပြီးရအောင်လို့ပြော short ပြီးရအောင်တန်စင်းနေတဲ့ short ထဲပိုင်းတော့အဲမလုတ်ချင်တော့ဘူးကျွန်တော်ပြင်လိုက်ပြင်ကိုယ့်ဟောပေါ့ပါပါဒီလိုလေးပဲရိုက်တော့တိုင်ရတပ်တိုင်ပါဗျာတတိုင်ပါ န့်ရရင်တော့အဲ့တရားပေါ်မှာလမ်းလျှောက်ပါမယ်ဒီဆေကဘယ်နှခုနေခဲ့ဆောက်ပြီးဘယ်လိုဆောက်တာလဲဆိုတော့ကျွန်တော်မသိဘူးပေါ့เนาะသိလဲသိကျင်စိတ်မရှိဘူးဘာလို့လဲဆိုတော့ဟောခုဗျာလောကမှာမြင်နေခဏမြင်နေမြင်နေတဲ့အတိုင်းပဲမြင်လိုက်တယ်ပေါ့เนาะကြည်လိုက်တယ်ပုံစံလေးဒါလေးပါပဲ တခြားတွေ့အတူမရှိပါဘူးအဲတော့မြင်နေတဲ့အရာတောင်ပဲခံစားလိုက်တယ်ပေါ့နော်တကယ်မိုက်တယ်တောက်လျှောက်၁၀တောက်လျှောက်ကကျွန်တော်ခုဒီဒီပေါင်းဝန်ထိုင်နေတာပေါ့နော်၁၀ရက်တော်တော်ကြည်ရဲ့ကဆယ်ရတော့ကြည်ပါရဲ့ ဒီအပေါ်ကတရားသူဆိုင်ကယ်ပါဖြတ်လို့ရတယ်ဗောနော်ဟုတ်ကြရင်တရားပေါ်ရှောက်လိုက်ပါမယ်ခဏလောက်ထိုင်လိုက်ပါအောင်မယ်ခုဆိုရင်တရားပေါ်တက်ပါပါဒီတရားအင်မတန်အောင်မခိုင်ခတ်ပန်ပါတဲ့ပုံစံလေးနဲ့ဗောနော်ရှိပါတယ် ်တခုတည်းကဒီတရားကဆိုင်ကြီးပါတော့ဖြတ်တယ်ဗျာဆိုင်ကြီးဖြတ်ရင်တော့ဝုန်းတိုင်းဝုန်းတိုင်းတော့မြည်လျှောက်သွားဗျာချင်းမိုင်မှာနေအိမ်ထဲအောင်းမနေနဲ့တန်းရန်ရန်မိုက်တယ်ဗောနော်တော့ လေနုအေးလေးများတိုက်ခတ်နေထောင်းမှာလမ်းလျှောက်တာကတာဘကမြင်ရတဲ့တောင်ကြီး ေထားပါ냐အဟိုးနော်ကော်ဖီဆိုင်ရှိရဲအဲကော်ဖီဆိုင်ပြီးဆိုင်တောင်းမယ်။အားကြောင့်လာခဲ့။အောက်မှာခုနကျွန်ဆင်းခဲ့တဲ့လေစိတ်ခုနကကျွန်တော်တို့ဖြတ်လာတဲ့နေရာဒါပါ ကျွန်တော်ဗီဒီယိုလေးကြည့်ကြပါကြည့်ကြပါဆိုတာတခြားမဟုတ်ဘူးเนาะကျွန်တော်ဒီတဘာဝကြိုက်တဲ့လူဆိုကြည့်ဗျာဘာမှမကြိုက်တဲ့လူမကြည့်နဲ့ပေါ့ကျွန်တော်ဒါပဲရိုက်မှာတသက်လုံးအဘာမှကြံလာထွေထူးရှောက်ရိုက်မလို့အာဒီလိုမျိုးကျွန်တော် vlog ရိုက်တယ်ဆိုတာလေကျွန်တော်ဘွားရဲ့အသက်ကြီးလာတဲ့အခါကျွန်တော်ပြန်ပြီးတော့ကျွန်တော်ရဲ့ငယ်ဘွားပေါ့နော်ဘယ်နေရာလေးဘယ်လိုသွားခဲ့လဲ လိုမျိုးလေးဖြစ်ခဲ့ဆိုတာလေးကိုပြန်ပြီးတော့မှတ်တမ်းတင်ခြင်းနဲ့သဘောတာတာပါပဲအဲ့မမြင်နေတာတော့ကလောက်လေးချိတ်ထားကြာနေကရိုက်ပြပြီမယ်ဒါဘာညာအထာကြည့်ရတာချစ်သူတို့ချစ်သူတို့ခက်ခဲတဲ့ပုံပဲဗောနော်ဘာညာပေါ့အင်းပေးရပြပါရအောင်ကံပါမှာ ကံပိုင်းအကုန်လုံးကတည်ခြင်းစိုးစောနန်းလာရေကျွန်တော်မြန်မာနိုင်ငံအလောက်တိတ်မမြအောင်တရားလူတွေကတိတ်ပြီးအယုံကြီးတိတ်မရှိရပုံပဲဗောနော်ဟုတ်ပါတယ်မရှိရပဲကောင်းတယ်ဒီမှာတော့ခက်တော့ခက်ကြပဲအကုန်လုံးအတန်ကြီးတက်တယ် ညာပါเนาะဒါဆိုအသေးပုံလေးပါလေးအောင်ပါလိုက်တယ်ဟမ်မဲတိုက်ရပါကြီးလေဟာပူချမ်းဝါကြီးတော်ရရေးပြစ်ချာနေကြည်ရโอเคဒီဟာကားအောင်ဆိုင်ကြောပြအမလေးတုံးတယ်လက်အောင်တက်လိုက်တော့လေးဟဲ့ အာကိုဆရာတော့မောင်းဝကြမ်းတယ်ကာလာပြတ်သွားငစားငစားပြတ်ကျင်တာဒါပါလုံးဝအကိတ်ကြီးခတ်တာဆိုကိန်းနော်လေးရွယ်ဗျာ ပြက်သွားပြီလားတော့မသိဘူးအဲ့ဒီတွေ့ရတာအဲ့ဆင်းတော့ကျွန်တော်ပြောခုနကော်ဖီဆိုင်လေးကိုရောက်နေပါပြီကော်ဖီဆိုင်ထိုင်ပါမယ်ကော်ဖီကတော့ဒီဆိုင်လေးပါတက်တော့ပါဘာတော့မှာလဲကောอืมมาติโลทายပြီးတော့ ြေပြင်ပါညာကြည့်ပြီး coffee တောက်လို့ရပါတယ်ဒီစီရီထိုင်တော့ပြရအောင်။အဲ့ဒါကမိုခါပေါ့။မိုခါတော့။ဒါ။လက်သေးမိုခါရင်မှားကုန်ပါပြီ။ ကျွန်တော်ဘာတောက်အောင်လဲအခုချိန်ကြီးတစီရှင်းမပြတ်သားသေးပါဘူး။အင်းဟိုဘက်မှာကြီးသွားချိုးမှာပေါ့နော်။မဟုတ်လို့ဆိုအိမ်မှာရေးမလာအောင်နောက်တာပါ။အာဆဲမှာရေးလာချိုးတာပေါ့နော်။အာဆဲမှာရေးလာချိုးရယ်။အဲ့တော့ခါကြရင်ရေးသွားချိုးပါမယ်။အခုတော့ coffee တောက်ပြီးတော့ရေးစစ်စစ်လေး။အာအောက်ဆီဂျင်ကောင်းကောင်းရှူလာအောင်ပေါ့နော်။ အောက်ဆီဂျင်အပြည့်ဝရတဲ့နေရာ။ဟွန်းဒီနေရာပါ။ဟုတ်ကဲ့။ကော်ဖီပါ။ကော်ဖီတိုင်းပါတော့လဲဆိုတော့ကက်ပူချီနိုပါမဲတော့တော့ပါဒီဒီဇိုင်းနဲ့ဒီပုံစံပါပဲ။ဒီဟာ နေနေဒီအကန့်အကန့်စကားကြီးပါတယ်ညာကြီးမျောမလဲပါနဲ့อืมตายလိုက်တာငတ်တန်လေးကိုကိုနေတော့တောက်တဲ့ဆိုင်ထဲတော့ကောင်းနေတော့လည်းငတ်တန်လေးများနေကဲအဲ့တော့ဒီမှာခဏ chill မယ်ပြီးရင်ထိုးမယ် အောင်ပါဟိုတက်ကင်နဲ့ကောင်းချင်းမောင်းနေပါရဲ့ကောင်းတယ်ပုံမှန်သေးပဲဒီမှာထားမယ်အခုရာရင်ကောင်းထားလိုက်ထားလိုက်ဟုတ်ထားပါဒါလေးဟုတ်မှာရပါတယ်ဒီပြေโอเคဟာချီးစ်နေတာဒီဘော